လီဗာပူးလေးနက်စွာစိတ်ဝင်စားလာနေတဲ့ကွင်းလက်စတာအလုံးမဲမင်္ဂလာပါရှင်။ Tony Cruz အပြောင်းအရွှေ့အကြောင်းကိုဖော်ပြပူးတဲ့ဂျာမနီသတင်းတစ်ခုရဲ့ဖော်ပြချက်အရဆိုရင်လီဗာပူးသင်းဟာစတုတ်ကတ်အသင်းရဲ့ကွင်းလက်စတာ Angelo Stella ကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။လာမယ့်ရာသီဟာ Amslot နဲ့ Richard Hughes တို့အတွက်အလုံများမဲ့ရာသီတစ်ခုဖြစ်လာဖို့ရှိတာပါ။ Graban Bash အပြင်နောက်ထပ်အရင်ကစားသမားကောင်းတဦးကိုလိုအပ်နေတဲ့ Liverpool ဟာ Amdo ကိုဒီနွေမှာရောင်းထုတ်သွားပွဲရှိနေပါတယ်။ ကျွန်တော်စတေလာကအခုမှ24နှစ်ပဲရှိသေးပြီးတော့စတုခတ်အသင်းမှာလည်းခြေစွမ်းပြကစားနေတဲ့သူတူဖြစ်ပါတယ်။ပြောင်းရွှေ့ရေးအနေနဲ့ကတော့ယူရိုတန်း60ဝန်းကျင်ခန့်သုံးဆွဲသွားရပဲရှိပါတယ်။စတေလာက2023ခုနှစ်ကမှအာဟော့ဖန်ဟိန်းအသင်းကနေစတုခတ်အသင်းစီကိုရရှိလာခဲ့တဲ့ကစားသမားတူဖြစ်ပြီးတော့အခုအချိန်မှဆိုလို့ရှိရင် အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုခံနေရပါတယ်။ စတုဂတ်တင်ကလည်းဒီကစားသမားကို2028ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးတော့ရောင်းချမယ်သဘောမှာတော့မရှိသေးပါဘူး။ဒါပေမဲ့လည်းပဲယူရိုတန်60လောက်သုံးပြီးတော့ခွဲယူမယ်ဆိုရင်စတုဂတ်အသင်းရဲ့သဘောထားကလည်းပြောင်းလဲလာနိုင်ပါတယ်။စတေလာကဒီအသည်မှာစတုဂတ်အသင်းအတွက်45ပွဲအထိပါဝင်ကစားပေးထားပါတယ်။မော်ဒန်မော်လုံးလောကမှာနံပါတ်6ကစားသမားတဦးရဲ့အခမ်းကဏ္ဍကအတော်လေးရေးပါလာပြီးတော့ဒီလိုကစားတတ်တဲ့ကစားသမားမျိုးစုတာကလည်းတစ်နေ့ထက်တစ်နေ့ရှားပါးလာနေပါပြီ။ ဒါကြောင့်လည်းပဲလီဗာပူးအသင်းဟာဒီကစားသမားလေးအပေါ်မှာစိတ်ဝင်စားမှုတွေကအဲချက်ချင်းလေးနက်လာရတာပဲဖြစ်ပါတယ်။ခေါ်ယူပြပါကလည်းအသင်းအတွက်အတော်လေးအကျိုးရှိမယ်လို့ယူဆရပါတယ်။ယူရိုတန်း60လောက်သုံးပြီးတော့ညီမာပဲခေါ်ယူသွားတဲ့နယ်လို့မြင်မိကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။